ုန်းကြီးတို့တွေ့တယ်ဒီပြည်နေရာတွေဘလောက်ကောင်းကောင်းချင်းကလေးတွေကြတော့လက်ဝါးကြတဲ့မှာပဲအသက်ထွက်သွားတာတွေများတယ်ဖတ်ခနဲ့ဖတ်ခနဲ့ရိုက်ကြတယ်နော်ခုခေတ်ဆိုသားဆိုးသေးတယ်ဘာတော့လျှက်စစ်နေဟိုရတ်တောင်နေနဲ့ပြက်ပြက်ခနဲ့ချနေကြတာပဲအဲ့ဒီမှာအတော်ကြောက်စရာကောင်းတဲ့ဟာပဲဒါနော်ဒီကောင်လေးတွေကအသက်လက်သိရှိတာမဟုတ်ခဏနေသေးချမ်းမှာပဲ မောင်းထုတ်လိုက်ပြီးရောခြံအောင်နဲ့ဝင်နေလိုက်ဘောချင်ကပ်ရင်လေသူတို့မလာအောင်လေခြင်သေးလေးပါလေးထွန်းထားလိုက်လဲမလာဘူးပေါ့ဒီလိုလွယ်လွယ်ကူကူနဲ့တတ်တဲ့ဟာတွေကဒီပဏ္ဏတိပါဒလွတ်တဲ့လူတော်နေတယ်အဲ့တော့အဲ့ဒါလို့ကိုမှုနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့လက်နဲ့ဘယ်သူမှအသက်မထွက်စေပါနဲ့တဲ့ဒါရှောင်ရမယ်ကိုယ့်လက်နဲ့ဘယ်သူမှမသိစေရဘူး ဘယ်တတ္တဝါမှကိုယ့်လက်နဲ့သိတာမျိုးမဖြစ်เสียအဲကိုယ့်လက်နဲ့မသိဘူးဆိုရင်မင်းဘယ်သူတတ်လိုက်စမ်းလို့ခိုင်းရင်လည်းတူတူပဲเนาะအဲ့ဒါတတ္တဝါသဘောကျရင်လည်းတူတူပဲချင်းမွားရင်လည်းတူတူပဲတချို့ကပါတယ်ကိုမလို့ရှင်တော့သူများခိုင်းတူတူပဲအဲ့ဒါလည်းเนาะကိုယ်တိုင်းကြိုက်တွန်းချင်းမွားစိတ်တူတဲ့အဲ့တော့အကုသိုလ်ဖြစ်တတ်တယ်။ဗုဒ္ဓမြို့ရှောင်းကကဲမရှောင်းနိုင်ဘူးဆိုရင်ကံရဲ့ပုံရိပ်တွေဘာတွေလာတော့ ယောဂများတယ်ငငယ်ရွယ်နဲ့သေးတယ်ဟောတချို့ကြည့်ပြီမွေးလာကြတဲ့ခြေကန်းနဲ့ဆရာဝန်နဲ့တွားနေရဟုတ်လားမွေးလာကြတဲ့ယောဂါနဲ့မွေးလာကြတဲ့တချို့ကမျက်စိတစ်ဖက်ပါမလားမောမွေးလာကြတဲ့လက်တစ်ဖက်ပါမလားလားမွေးလာကြတဲ့နှကန်းကွဲတာဆရာဝန်ကတော့ပြောမှာဘာဘတ်ထက်လူလို့နှကန်းကွဲတယ်ဆိုရင်ဒီဘတ်ထက်လူတာကဘာကြောင့်လို့ဆိုရင်ကံရဲ့ပုံရိပ်ပဲအဲ့ဒါတော့ ဟုတ်ကဲ့သူများတွေပါမကွဲပဲသူ့ကြံမှာလာကွဲတယ်ဆိုဗာတတ်လူလို့လို့ပြောစရာမလိုကံရဲ့ပုံရိပ်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဒီဖြစ်လာနိုင်မယ်အဲ့ဒါပန္နာတိပန္တကံရဲ့အကျိုးဆက်တွေကြောင့်ရုပ်ပြည့်စုံမြဖြစ်လာတတ်တယ်နောက်တစ်ခုအဋ္ဌိနာဒါနသူများပစ္စည်းကိုယူတယ်ခိုးတယ်လို့ပဲဗာတပြန်တာခိုးတာဆိုအမျိုးမျိုးရှိတယ်တဲ့နော် ကြည့်ဈေးရောက်သေးဝယ်လုပ်တဲ့အခါကျတော့ဟိုကြောက်ရောင်းတဲ့သူကလည်းကြောက်အတုနဲ့အစ်စ်နဲ့ရောရောင်းတာမျိုးတို့ဟုတ်လားကိုကြိုက်တဲ့ဈေးပြောရောင်းတာတော့ရပါတယ်အတုမရောင်းတော့အခုဆိုဗမာပြည်ပါဈေးတွေအတုရောင်းတာရန်ကုန်မှာဈေးဆိုင်တွေကပြောတာကြားတယ်အတုရောင်းတာတွေအများကြီးပဲတိတ်ကြောက်ဆန်ကောင်းတကယ်ရောင်းနေကြတာတော့တလောကဘုန်းကြီးကအိမ်မင်္ဂလာဈေးက စိတ်ဆိုင်ကတကာလာလျှောက်တာသူစီလည်းလာတယ်တဲ့အတုတွေသူကတော့အဲ့ဒါမလုပ်ဘူးတဲ့အဲ့ဒါလို့အတုရောင်းတာတွေအများကြီးပဲအခုအရင်က PDI ပေါ့ဘာပလက်ဆိုတဲ့စိတ်တွေမထုတ်ဘူးအခုကြောင်းနေတာတွေကအတုတွေပဲအကုန်လုံးအဲ့လိုလုတ်ထမျိုးတွေဟာဒါကြတော့ခုနကပြောတဲ့ခိုးတဲ့ထဲမှာပါလိုက်တာတွေကနော်ခိုးတဲ့ထဲမှာပါတယ် အဲ့တော့တချို့ကပြောကြတယ်ဒီပစ္စည်းတစ်ခုကိုရောင်းလို့ကိုတင်ပြီးတော့ဈေးတင်ပြီးတော့ရောင်းတာအပြစ်ရှိလားပဲဆိုဈေးကတော့ကိုကြိုက်တဲ့ဈေးကိုပြောရောင်းလို့ရတယ်လေသို့တော့မပြောနဲ့ဒီပစ္စည်းလေးကဥပမာမဲ့တောင်းပေးထားတယ်ပေးရတာက900ပေးထားတာကိုတောင်းပေးထားတယ်လို့တော့မပြောနဲ့အဲ့ဒါတော့လိန်တာပေါ့အဲ့လိုတော့မပြောနဲ့ပေါ့ ဘလောက်ပေးရတယ်ဗျာမပြောရင်ပြောကိုရောင်းနိုင်တာတော့ဒါပဲရောင်းနိုင်တယ်ဒီတယ်ရှော့မပေးနိုင်ပြောခွင့်ရှိပါတယ်ဒါဒါနဲ့ငရဲမကြည့်ဘူးဟုတ်ကဲ့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကြိုက်လို့ရှိရင်ဒါသူကလည်းသူကြိုက်လို့ဝယ်တာလေသို့တော့အတုကိုအစ်စ်နဲ့ရောမရောင်းနဲ့မကောင်းတာကိုကောင်းတဲ့ထဲကောင်းတဲ့ထဲကိုမကောင်းတာထဲမရောင်းနဲ့ဒါဆိုရင်အပြစ်မရှိဘူးအဲ့ဒါလို့လုပ်ရင်တော့အပြစ်ရှိတယ်ဒါခိုးတာတနည်းပဲနော်ပြီးတော့ စီတို့ကတော့ရောင်းရင်ပိတ်တာမပြေဘူးဆိုရင်ဒါခိုးတာပဲပြည့်ရမယ်အနည်းချိန်ပြည့်ရမယ်ချိန်စင်းလဲတင်းစင်းလဲဒါမျိုးတွေမလုပ်ရဘူးတဲ့အဲအဲ့ဒါမျိုးတွေလုပ်ပြီးတော့ဆိုလို့ရှိရင်တော့အရိဏဒနာမလွတ်ဘူးပေါ့အဲ့တော့မှန်မှန်ကန်ကန် ရောင်းဝယ်တာတာမအာရှိဝရောင်းဝယ်စားတော့တာမှန်တယ်မှန်ကန်တဲ့နည်းနဲ့ရောင်းလို့ရကုသိုလ်ရသေးတယ်မှန်မှန်ကန်ကန်ဟောဒီဟာကမကောင်းဘူး ဒါကဈေးညံ့နေဒါကဘလောက်ပဲတန်တာကိုဘက်ကဟာကကောင်းတယ်ဟောကောင်းတာမကောင်းတာပြောလို့ရအဲ့လိုပြောင်းပြီးပြောပြီးတော့မှန်မှန်ကဗုဒ္ဓနဲ့ဒါတူတူ